မှာဘယ်လိုခံစားမေး idea နဲ့မေးတာဟုတ်တယ်ဟဲ့ဒါမှာခံစားပြီးတော့ဆို idea လေးနဲ့ခံစားရတာတော့ခံစားရတာမဟုတ်ဘူးဝမ်းတာတာပျော်တာအဲပါဇက်ကတော့ရီနေတာပဲဒါမဲ့သူ့ဘာသူမျက်ရည်တွေကျနေတာရုပ်ရှင်ထဲမှာတော့ဒီလို idea တခါမှမလုပ်ဘူးမလုပ်ဘူးမလို့ဆိုလိုက်တာအပေါ်တက်ပြီးတော့ကိုယ်ပိုင်ကလေးတွေကိုရှင်ပြနာတာနဲ့ပတ်သက်ပြီးသူကြီးရတယ်။ဒါလည်းအမေတယောက်ပဲဆိုတော့ဘယ်လိုခံစားရလဲ။အော်၊ကိုကအမေတယောက်ဆိုတော့လေပို့ပြီးတော့ခံစားရတာပေါ့။ အမေတယောက်ကသားသမီးတွေကိုထားတဲ့မေတ္တာတွေကဘေးဟာနဲ့မှဘေးရာနဲ့မှမတူဘူးလေ။သမီးကိုလည်းခဏခဏပြောတာ။အမေကမေတ္တာတရားတွေသမီးပေါ်မှာဘယ်လိုတွေထားရှိဆုံးကခိုင်နေဝီရတော့ဟိုပို့သူ့ဂျီတော်တွေသူ့တော်တွေရခြင်းလို့တော့ဒီဘက်ကရောကိုလို့ကြွေးကျင်းကျင်းနဲ့ဒီဘက်ကိုလောက်တာဟိုနောက်ကလူရောဟိုလို့ပြတာကိုကလေငါသမီးငါပြောတော့ပြောစေငါသမီးတော့လဲသွားပြီးရဲ့သူဒီလိုကြီးရန်ထတာမိဘတယောက်ရဲ့အရင်ထဲမှာသ က်လေးကိုချစ်ပြီးသားပါမုန်းလို့မဟုတ်ပါဘူးဒါမိဘတယောက်ထားတဲ့စိတ်မျိုးပြပြတာပါနော်မကောဘလို့ကသွားတယ်ဘာလို့ကကိုသမီးရဲ့သူကိုအဆူအဲသူကတော့ပြောမနေနဲ့ပြောမနေနဲ့ပေါ့ကိုလေးအရန်ဝမ်းတာတာပေါ့သူကဘာပဲမိဘတရားရဲ့ခန်းစားချက်ကိုလည်းသူကလည်းပို့ပြီးသဘောပေါက်သွားတယ် ပိုနားလဲသူဒီသားသမီးတွေကိုချစ်တယ်ကိုသူ့ကိုဘလို့ချစ်တယ်ဆိုတာသူအလိုလိုသဘောပေါက်သွားပါတယ်သူလည်းနားလဲပါတယ်လိန်မာတဲ့သမီးလေးပါအမှန်တော့ချစ်ချွာအချစ်တည်းရမ်းချစ်ရမ်းလုံခဲ့တာဟုတ်တယ်ချစ်ရမ်းလုံခဲ့ရမ်းလုံခဲ့နေတာမချစ်တာမဟုတ်ဘူးနော်ဒါပေမဲ့ရှော့မှရမယ်နော်ရှော့မှရမယ်ခဏခဏပြောတယ်ရှော့ပါလေရှော့ပါလေ အဲ့ဒီဒီအဆုံးဘယ်လိုဖြစ်လာတာလဲဆရာတော်နဲ့ဘယ်လိုလေးချိတ်ဆက်ပြီးဘယ်လိုလေးဖြစ်လာလို့ပြောတာဆရာတော်ကတော့ကို့အဖေလိုပဲအဲပြီးတော့ဒါဆရာတော်ရဲ့မေတ္တာရဲ့အောက်ကနေမနေ့ကဆိုကို့မွေးနေလေမွေးနေဆိုတဲ့အခါကျတော့ဒီနေ့ကကန်ကန်နာလည်းရှိတယ်အဲ့တော့မတမီးရဲ့မွေးနေမှာကလေးတွေကိုတာနာပြုတ်ပေးလိုက်ဖုံဖုံကြီးလည်းပါပဲဖြစ်ကြဲကြဲမှမှရှိနေတဲ့အချိန်လေးမှာအာလုတ်ပေးမယ်ပေါ့နော်အခုနောက်၃နှစ်နောက်နေလို့ရှိရင်လည်းနောက်ထပ်တက်တက်ကိုထပ်လုတ်ဖို့စူးစမ်းရအောင်ပေါ့ဒီစီဇန်လေးကတော့ကောင်းတဲ့စီဇန်ဖြစ်ပါလိမ့် ခဏကကျွန်တော်လည်းမြန်မာသားသမီးတွေကိုရှင်ပြပေးခဲ့တယ်ဟုတ်တယ်ကိုယ့်ရဲ့ခံနေဝင်ဂျင်းတွေမြန်မာကြီးဟာရှင်ပြပေးရတဲ့တိတိဟာဒါကကိုယ့်ရဲ့ကလေးတွေလေကိုယ့်ကလေးတွေဆိုတော့ကိုကမိခင်ဆိုတဲ့စိတ်ဝင်တာပေါ့။ကျန်တဲ့ကလေးတွေကိုလှုပ်ပေးတယ်၊ကုသိုလ်လိုချင်တယ်၊ပျော်ချင်တယ်။အဲသူတို့အတွက်ကိုကောင်းစေချင်တယ်၊ကုသိုလ်ကောင်းဖို့လှုပ်တဲ့ဟာပေါ့နော်။ဒါကြောင့်ကိုယ့်ရဲ့ကလေးဆိုတဲ့အခါကျတော့ပို့ပြီးတော့ဝမ်းသာတာပေါ့။ ုတိယချိန်လေဒီနေ့မှာကျွန်တော်ပထမမလာဘူးလို့ထင်တော်တော်လာဝင်းရတယ်လာကြတယ်ဝမ်းတာတယ်အချိန်မှာတော့တကယ်နော်ဟုတ်တယ်ဒီလို climate climate ဖြစ်သွားတာဟုတ်ကဲ့တကယ်အတက်ကြီးပေါ့နော်အဲ့တော့လေဟိုသူတို့ကတကယ်ကမိဘမမြင်ဘူးစာကိုဒါလို့ဘယ်လိုမြင်ရလဲဟုတ်တော့အကုန်ကစာကြောက်မှာမြေးနေတယ်မဟုတ်လား အခုသူတို့ကနားလဲပြီလေနားလဲတယ်ဟိုကိုရဲ့ဟိုဒီကလေးတွေပေါ်မှာကိုချင်းစာတဲ့စိတ်ကလေးတွေပို့ပြီးတော့ရှိလာတော့ဝမ်းသာတယ်ပေါ့နော်အမှုပညာရှင်တွေအကုန်တော်တော်များများလဲပြီးတော့အော်ကိုရဲ့လုပ်ငန်းနည်းမဖြစ်ဖြစ်ကိုမွေးတဲ့ကလေးတွေပေါ်မှာဖြစ်နားလဲစာနာတဲ့အခါကျတော့အများကြီးသူတို့တက်နိုင်တဲ့ဘက်ကနေလာပြီးအဖြစ်ပြီးတော့အရန်ဝမ်းသာတာပေါ့နော်ရှိတာပေါ့လေ